မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာမှာရှိတဲ့စစ်တပ်စခန်းကိုအရခတက်တော်အေအေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ28ရက်နေ့မှာအဲ့ဒီတပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့မနေ့ကစက်တဘာလ29ရက်နေ့မုံလွယ်ပိုင်းအထီကိုစစ်ခွေးတပ်က112လေးရင်နဲ့လေးချောင်းတိုက်ခတ်မှုများဇက်တိုက်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဂုတ်ကြီးစခန်းကို AA ကသိမ်းပိုက်လိုက်ပြီးလို့28ရက်နေ့ညနေပိုင်းမှာကြားရပါတယ်။ဘယ်အချိန်ကသိမ်းပြီးတော့ဘလောက်ကြာအောင်တိုက်လိုက်ရလဲဆိုတာတော့အသေးစိတ်မသိဘူး။ ပွဲဖြစ်တန်ကြားနေရတာတော့ဒီနေ့နဲ့ဆိုရင်300တောင်ရှိနေပြီအခုလဲတိုက်ပွဲဖြစ်နေတုန်းပဲစစ်တပ်ဘက်ကပြန်ပြီးတော့စစ်ကြောင်းထိုးနေတယ်လို့ငဖဲမြို့နယ်မှာရှိတဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်ဂုတ်ကြီးကြီးရွာဟာအမ်ဘရန်လမ်းသစ်ပေါ်မှာတည်ရှိပြီးတော့အဲ့ဒီရွာရဲ့အရှိတောင်ဘက်ချမ်းမှာရှိတယ်တောင်ကုန်းပေါ်မှာစစ်ခွေးတပ်ကလက်နက်ကြီးအထိုင်ချပြီးတော့ပြစ်ကူပေးနေတယ်လို့သိရပါတယ်ဂုတ်ကြီးဘက်ကရဲမိသားစုဝင်တွေအကုန်လုံးထွက်ပြေးနေကြပါပြီဘယ်ပြေးမလဲတော့မပြောတတ်သေးဘူးလေချောင်းပြစ်တာရောလေချောင်းပြစ်တာရောဒရယ်ဆာပဲ ်တနေ့တုန်းကလည်းတစ်ချိန်လုံးကိုပြစ်နေတာညတကောင်လောက်ပဲနားတာအခုတော့လက်နက်ကြီးပြစ်တန်နေနည်းနည်းပြန်ငြိမ်သွားပြီလို့၎င်းကအဲ့ဒီနေ့မွန်လယ်နှစ်နာရီကပြောကြားထားပါတယ်ဂုတ်ကြီးကြီးပါဟာဗရန်မျိုးနဲ့စေမိုင်ကအကွာမှာတည်ရှိပြီးတော့အင်ဂျင်80ခန်းရှိကချင်းလူမျိုးများအများဆုံးနေထိုင်ကြတယ်လို့သိရပါတယ်ငဖဲမျိုးပေါ်နဲ့ဆိုရင်28မိုင်ခန့်ကွာဝေးပြီးတော့ အမှတ်14ကာကွယ်ပစ္စည်းစက်ရုံကပ္ပစ14နဲ့လည်း25မိုင်ကကွာဝေးတယ်လို့သိရပါဗျ။အဲ့ဒီစခန်းကိုတိမ့်ပိုက်နိုင်မှုနဲ့ပတ်သက်ပြီးတော့အရခတက်တော် AA ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုကံပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းမီးရှောက်ချမ်းရဲ့မိသားစုဝင်ဆက်တအုပ်ကိုလူတက်မှုကြားဖြတ်လိမ်လည်မှုဥပဒေမဲ့ဖမ်းဆီးချုံနှောင်မှုလောင်းကစားမှုနဲ့ပြည်ထစာမှုမူရဆေးဝါးအမှုများနဲ့တေးရန်ချမှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တမ်ဘာလ29ရက်နေ့မှာ ဇီချမ်းပြည်နယ်မှာရှိတဲ့တရားရုံးကမီရှောက်ချမ်းရဲ့မိသားစုဝင်များကိုပထမဆုံးအကြိမ်ဖြစ်တဲ့စီရင်ချက်များချမှတ်လိုက်ခြင်းဖြစ်ပြီးတော့မီရှောက်ချမ်းရဲ့တားဖြစ်သူမင်းကူပင်မြေးမာလေးမင်းဆန်ဆန်ဝေကော်ချမ်းဝူဟုံမင်းဝူစိန်လုံးဖို့ရွေပင်အပါအဝင်၁၂ဦးတို့ကိုတေတံချမှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကျင်းရှင်နဲ့ ဖိုးချိန်ဇစ်တို့အပါအဝင်ငါးဦးကိုဆိုင်းကနှစ်နှစ်ဒေဒန်ချမှတ်လိုက်တယ်လို့သိရပါဗါး။လော်ချန်းချန်ချိုးစစ်အပါအဝင်၁၂ဦးကိုထောင်ဒဏ်တသက်ချမှတ်လိုက်ပြီးတော့ပိဝိတ်ကျင်းနဲ့ကျန်းချိတ်အပါအဝင်၁၂ဦးကိုထောင်ဒဏ်၅နှစ်ကနေ၂၄နှစ်အထိသတ်မှတ်ပြီးတော့ထောင်ဒဏ်အသီးသီးကို၎င်းငွေဒဏ်ပိုင်ဆိုင်မှုပြည်စည်းများကိုတင်ယူခြင်းပြည်နေဒဏ်ပေးခြင်းနဲ့ပြည်ဒဏ်များကိုလည်းချမှတ်လိုက်တယ်လို့သိရပါဗါး။ကြားဖြတ်ငွေလိမ်လည်မှုများအပါအဝင် ရာဇဝတ်မှုများနဲ့ဆက်ဆက်နေတယ်။မီးရှောက်ချမ်းရဲ့တားဖြစ်သူမီးကူပင် မောင်မြင်ရှောက်ဖြင့်သမီး မင်းကူလန်မြင်းလျှောက်လန်နဲ့မြင်းမာလီမင်းစန်းစန်းမသီရီမောင်တို့ကိုတရုတ်အာဏာပိုင်များထံကိုမြန်မာစစ်တပ်က2023ခုနှစ်နိုဝင်ဘာလမှာလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်မင်းကူပင်အသက်43နှစ်ဟာမြန်မာစစ်တပ်ရဲ့ကိုကဲမုံအောက်မှာတာဝန်ထမ်းဆောင်နေတယ် ကိုကန်နေချားဆောင်တက်ရဲ့ခေါင်းဆောင်ဖြစ်လာတယ်လို့သိရပါဗါး2024ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့အပါအဝင်ပြည်မှုကျူးလွန်သူတရားခန်း39ဦးကိုဆွဲချက်တင်ခဲ့ပြီးတော့ဆယ်လာနီးပါးအကြမ်းမှာအမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးတရုတ်နိုင်ငံဇီချန်းအရှိပိုင်းခရိုင်မှာကြားဖြတ်ငွေလိမ်လည်မှုအပါအဝင်ပြည်မှုကျူးလွန်သူတရားခန်းပေါင်း39ဦးကိုဆွဲချက်တင်ခဲ့ပြီးတော့အဲ့ဒီထဲကမှ16ဦးဟာမြန်မာနိုင်ငံသားများဖြစ်ပြီးတော့၎င်းတို့ကိုလူတက်မှုလိမ်လည်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ ပြည်တစားမှုမူရေးစေဝါရောင်းဝယ်ဖောက်ကောင်းမှုတို့အပါအဝင်ပြည်တံများနဲ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုကံပြည်သူ့ဆက်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့မီးရှောက်ချန်းကတော့တရုတ်ကဖမ်းဝရန်ထုတ်တဲ့အချိန်မှာမိမိကိုယ်ကိုတက်တည်သွားခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံနဲ့နမိတ်ပြင်ပကိုကံဒေသမှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုများဖြစ်တော့လေတရုတ်နိုင်ငံသားများရဲ့ကိုပိုင်အခွင့်အရေးများကိုချိုးဖောက်ခြင်းကြောင့်တရုတ်အာဏာပိုင်များကအဲ့ဒီအမှုကိုစီရင်ပိုင်ခွင့်ရှိတယ်လို့တရုတ်အစိုးရကဖမ်းဆီးအမိန့်ချလာခြင်းဖြစ်တယ်လို့သိရပါတယ်။ မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းဒေသကကြားဖြတ်အွန်လိုင်းငွေလိမ်လည်ခန်းရဲ့အဓိကတရားခံဖြစ်တဲ့ပယ်ဆောက်ချိန်အပါအဝင်10ဦးကိုစစ်ကောင်စီကတရုတ်ထံကိုလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကကိုကံပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ချိန်ပယ်ရင်ဆန်းပယ်ဆောက်ချိန်ရဲ့သားဝေဆန်းခေါ်ဝေဝါရန်နေသားဆောင်တရင်တ3936ဥက္ကဋ္ဌလျှို့အားပေါက်ခေါ်လျှို့ကျိန်ရှမ်းဖူလီလိုက် လုပ်ငန်းစုရဲ့တထေလျှို့ကျိန်မောင် ရှိလောက်ဖားနဲ့အခြားရေးကြည့်တရားခံ၄ဦးစုစုပေါင်း၁၀ဦးတို့ကိုစစ်ကောင်စီက2024ခုနှစ်ဇန်နဝါရီလမှာနေပြည်တော်၄စိတ်ကနေတဆင်တရုတ်နိုင်ငံကိုလွှဲပြောင်းပေးရခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှုအဖြစ်နဲ့မကြသေးမီကမှပြောင်းလာတဲ့ဒူရဲမှုကြီးနေမျိုးရဲ့သားအငယ်ဖြစ်သူအသက်28နှစ်အရွယ်မျိုးခန့်တော်ဟာတာချီလိတ်မျိုးမဲခေါင်ရက်ွက်နှစ်လမ်းမှာရှိတဲ့၎င်းတို့ငားရန်နေထိုင်တဲ့နေအိမ်မှာတွင် ချိုးဆွဲချပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒူရဲမူကြီးနေမျိုးဟာလွန်ခဲ့တဲ့၃လလောက်ကမိုင်းအမ်းမြို့နယ်ကနေတစင်တာချီလိတ်ခရိုင်ရဲမူယာယီအဖြစ်နဲ့ပြောင်းရွှေ့လာသူဖြစ်ပြီးတော့လက်တလုံးမဲကောင်နှစ်လမ်းမှာအိမ်ငားရဲနေထိုင်ရမှာအဲ့ဒီအိမ်မှာ၎င်းရဲ့သားဖြစ်သူဟာအဆုံးစီရင်သွားခြင်းဖြစ်တယ်လို့ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်။သူ့သားကအရင်ကတက်တော့ကဝန်ထမ်းလွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကဝန်ထမ်းပေါ်ကကနေထွက်လိုက်တာအဲ့ဒီကလေးကသားဖကမတည့်ဘူးသူ့သားကိုအများနဲ့စုဆဲနေတာအဲ့ဒါတွေကြောင့်ပဲတက်တည်သွားတာလို့သုံးသပ်နေကြတယ်လို့၎င်းကပြောကြားထားပါတယ်။တာချီလိတ်ခရိုင်ရဲယုံမှာရှိတဲ့ ်ခရိုင်မိုးရဲ့နေအိမ်မှာရခင်ခရိုင်မိုးရဲ့ပစ္စည်းတွေရှိနေသေးတဲ့အတွက်ဒူရဲမိုးကြီးနေမျိုးဟာခရိုင်ရဲယုံအနီးမှာရှိတဲ့မဲခေါင်နယ်လမ်းမှာအင်္ဂါရဲ့နေထိုင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။သေဆုံးသွားတဲ့သူ့ရဲ့သားဖြစ်သူရဲ့ရုပ်အလောင်းကိုမဟာမြတ်မုန်ကြီးဝင်းအတွဲမှာထားရှိပြီးတော့နာရီကိုအဲ့ဒီနေရာမှာသာစီရင်မှာဖြစ်တယ်လို့စုံစမ်းသိရှိရပါဗျ။သေဆုံးသွားတဲ့မျိုးခန့်တော်ဟာစီရင်ပြုတ်လုထားတဲ့တတော်ရာရှိတအုပ်ဖြစ်ပြီးတော့ဒူအူစီမှုယာတို့ကနေစီရင်ပြုတ်လုလာသူဖြစ်တယ်လို့သိရပါဗျ။ တားဖြစ်သူကြိုးဆွဲချပြီးတော့အဆုံးစီရင်သွားတော့လေခရရဲမှုနေမျိုးကယောဂာနဲ့တေဆုံးတယ်ဆိုပြီးတော့လိန်လေပြောဆိုထားပြီးတော့တေမှုတေခင်းမဖွင့်ရန်ဖုံးကွယ်ထားတယ်လို့သိရပါဗါးအဲ့ဒီတာချိလိခရရဲတပ်ဖွဲ့မှုနေမျိုးဟာဌာနရင်းဝန်ထမ်းတွေကြားထဲမှာနာမည်ဆိုးနဲ့ကြော်ကြားသူဖြစ်ပြီးတော့၎င်းရဲ့လောက်ရများကြောင့်ဌာနတွင်းမှာလုံဖို့ကင်ဘတ်များဟာများစွာစိတ်ဒုက္ခရောက်ကြရတယ်လို့သိရပါဗါး၎င်းကိုခရရင်ယုံကနေပြီးတော့ရဲများကတာချိလိတမနာလူတော်မှာ တင်စားပြီးတော့ခေါ်ဝေါ်ကြကြောင်းခရရဲတပ်ဖွဲ့နဲ့နှိဆက်သူတို့ကပြောပြထားပါဗါးအဲ့ဒီနေမျိုးဆိုတဲ့ကောင်ကတာချီလေးမျိုးနယ်မှုဒုခေအိုင်မှုလုံတုံးကရဲချုပ်ကရပ်ပါကဒူတိုင်းမှုသူနဲ့ပနာတင့်နေလေဒူတိုင်းမှုကို905တွေနိုင်ငံရေးအမှုတွေနဲ့ရှာကျွေးခဲ့တာဗောအဲ့ဒါကြောင့်သူရာထူးတို့တော့မိုင်းဟန်းကနေတာချီလေးခိတ္တခရိုင်မှုဆိုပြီးတော့ရဲချုပ်ကလွှတ်လိုက်တာပါ တောင်ကြီးမှာတော့ကတို့နှစ်ယောက်ကနာမည်ကြီးဆရာတပည့်တွေပေါ့အခုလဲခိတ္တကနေအတီဖြစ်ရမယ်တဲ့သူ့ရဲ့ဆရာသူ့ပထွေးကရဲချုပ်ဆိုတော့ဘသူမှကြောက်စရာမလိုဘူးလို့ပြောတယ်လို့၎င်းကရှင်းပြထားပါတယ်နေမျိုးဆိုတဲ့ကောင်ဟာတောင်ကြီးမှာဒုခရရဲတပ်ဖွဲ့မှုအဖြစ်နဲ့တာဝန်ချစဉ်ကလေးက905နဲ့အမှုဖွင့်ခန္ဓာကသူများကိုအင်းတိုင်းအားတိုင်းနဲ့ဖမ်းဆီးပေးခဲ့တဲ့အထွတ်နာမည်ကြီးသူဖြစ်ပြီးလူလူရဲ့မုန်းတီးမှုကိုခံနေရတဲ့ရဲတအုပ်လည်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တမလာ29ရက်နေ့မုံလွယ်ပိုင်းမှာအချမ်းမဆက်တက်ကဘာတိုက်ပွဲမှာလည်းမရှိဘဲနဲ့စရုံးမျိုးကိုလေရင်နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။မြေကြီးနားမျိုးလေတဲ့စခန်းကနေတက်လာတဲ့တိုက်လေရင်ကစရုံးမျိုးဈေးမှာဘုံနှလုံးရခင်ရဲစခန်းဟောင်းနေရာမှာဘုံတစ်လုံးကျဲချသွားတယ်လို့သိရပါဗျ။ ဘုံကျဲတဲ့အချိန်မှာကလေးငယ်များကြောင်းစစ်တဲ့အချိန်ဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူများနဲ့ပြည်သူများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော့ကလေးငယ်နှစ်ဦးအပါအဝင်၈ဦးဒေဆုံးသွားတယ်လို့သိရပါဗျ။မနေ့ကမွန်လွဲပိုင်းမှာအကြမ်းဖက်စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စရုံးမျိုးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။ဘုံကျဲတိုက်ခိုက်တဲ့အချိန်ကကလေးတွေကြောင်းစင်းပြီးတော့အိမ်ပြန်တဲ့အချိန်ဆိုတော့ကျောင်းသားကျောင်းသူတွေအပါအဝင်ပြည်သူတွေထိခိုက်ဒေဆုံးမှုများပါတယ်။ပြည်သူ၈ဦးသေတယ် ခုနဦးကတော့အပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အကြမ်းဖက်စစ်တပ်ကကချင်ပြည်နယ်ကိုဥတီပြီးတော့လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ပြီးတော့မြေပြင်မှာလည်းဖားကတ်ဝိုင်းမော်တို့မှစစ်ကြောင်းထုတ်မှုများကိုတုံးမြင့်လှုပ်ဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကံမြောက်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ26ရက်နေ့မှာမုံရွာမြို့နယ်ကြောက်ကာရွှေကူနီဖေးရမှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကကြောက်ကာမြောက်ရွာကိုဝင်းအောင်စီးနှင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးတွေဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူ့ဘဏ်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူသွားပြီးတော့စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာကျေးရွာနေပြည်သူ900ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါး အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကရွှေကုန်ီဖះမှာတက်ဆွဲထားပြီးတော့အနီးနားမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အတွာကြောက်ကမြောက်ရွာကြောက်ကတောင်ရွာနဲ့ရေနံဂုံးတို့ကနေထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျာ။ စစ်ခွေးတွေကပြည်စည်းတွေယူနေတယ်လို့သိထားရပါတယ်ပြည်သူတွေကအခုချိန်ထိအိမ်ထဲပြန်ဝင်လို့မရသေးဘူးတောင်ရွာကောမြောက်ရွာကောပြည်သူတွေကတော့အခုချိန်ထိစစ်ရှောင်နေရတုံးမှာစစ်ခွေးတွေကမီးရှို့နေတယ်လို့ကြားတယ်ရှင်းလင်းရေးကအခုထိမဝင်ရသေးတော့အိမ်ဘယ်နှလုံးပါသွားလဲဆိုတာမသိရသေးဘူးလို့မုံရွာ Rogue Information MRI ကတောင်ရှိသူတို့ကအတည်ပြုပြောကြားထားပါတယ် ဩဂတ်စ်လ၈ရက်နေ့ကစတင်ပြီးတော့မုံရွာအကျောက်ကလမ်းပိုင်းမှာရှိတဲ့စီးပွားရေးတက္ကသိုလ်ကနေထွက်လာတယ်။အင်အား150ပါတဲ့စစ်ကြောင်းဟာကျောက်ကရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲအချိန်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကမုံရွာအရာတော်လမ်းပိုင်းမှာရှိတဲ့ကျောက်ကရွာရွှေကူနီဖျားရွှေကူဖြူဖျားတို့မှာဂိတ်စခန်းဖွင့်ပြီးတော့တပ်ဆွဲထားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်ညောင်မင်းရွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ29ရက်နေ့မနက်7:00နာရီကမှမြင်းညံမြို့နယ်ညောင်မေရွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်းအသက်65နှစ်အရွယ်အမျိုးသမီးတအုပ်နဲ့၎င်းရဲ့တားဖြစ်သူအသက်40အရွယ်အမျိုးသားတအုပ်တို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ညောင်မေရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစက်တင်ဘာလ26ရက်နေ့မှာလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်နှလုံးမီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါးအလားတူပဲရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာရှိတဲ့နမ်ဆော့ကြီးရွာကိုလည်းအကြမ်းဆက်တက်ကလေကြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါဗါးစက်တမလ28ရက်နေ့မွန်းလွဲ2နာရီခွဲအချိန်ကမှနမ်ဆော့ကြီးရွာကိုအကြမ်းဆက်တက်ကလေရင်နဲ့ပေါင်150ဘုံတစ်လုံးနဲ့လက်နက်ကြီးနဲ့6လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသားတအုပ်ချက်တော့မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြောင်မှုခင်းတွေလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်ဆက်တက်ကအဲ့ဒီနေ့မှာမိုင်းလုံးမြို့နယ်ပန်းတပြေကြီးရွာကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိမင်းနဲ့လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုံကြီးကျောင်းနဲ့နေအလုံး20ထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကြီးတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရဲသတိအမျက်ရှိရန်လိုအပ်ပြီးတော့လေးချောင်းရန်ကာကွယ်နိုင်ရန်လေးချောင်းရန်ကာကွယ်ဆိုင်ရာနီလန်းများကိုလိုက်နာရန်လိုအပ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပြည်မျိုးပေါ်မှာကျန်းဖို့ပါတီမဲဆွယ်စည်းရုံးပွဲများကိုအကြမ်းတ်ဆက်တက်ကတအိမ်တော်ကိုတအုပ်နှုံနဲ့မဖြစ်မနေတက်ရောက်ရန်ပြည်သူတွေကိုချိန်ချောက်ပြီးတော့အတင်းတက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာဇန်ပိုင်းကစတင်ပြီးတော့ပြည်မျိုးပေါ်နဲ့ခြေဝအုပ်စုများမှာကျန်းဖို့ပါတီရဲကြီးပါတီဝင်များနဲ့အုပ်ချုပ်ရေးမှူးရာအိမ်မှူးများပူးပေါင်းက ရက်ကွက်နဲ့ခြေရွာလိုက်မဲဆွဲစီယုံဝဲများလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ကပြည်သူတွေကိုချင်းချောက်ကကျန်းဖို့ပါတီရဲ့မဲဆွဲစီယုံပွဲကိုချင်းချောက်တက်ရောက်ခိုင်းနေတယ်လို့သိရပါတယ်။အဲ့ဒီကျန့်ဖို့ပါတီမဲဆွယ်စီယုံရေးပွဲများကိုအကြမ်းမဆက်တကတအိမ်တော်ကိုတအုံနှုံနဲ့အတင်းအဓမ္မချင်းချောက်ကတက်ရောက်ခိုင်းနေတယ်လို့သိရပါဗျ။တက်ရောက်ချင်းမရှိတဲ့သူတွေကိုပေါ်တာဆွဲဖမ်းဆီးမယ်ဆိုပြီးတော့ချင်းချောက်မှုများလဲလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ စစ်တပ်ကကြောထောက်နောက်ခံပေးထားတဲ့ကျပ်ဖို့ပါတီရဲ့မဲဆွယ်စည်းရုံးရေးပွဲများမှာကျပ်ဖို့ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းများကပြည်သူများကိုရွေးကောက်ပွဲမှာကျပ်ဖို့ပါတီကိုဆန္ဒမဲပေးကြရန်တရားမဝင်အထုရောင်ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီပေးကြရန်နဲ့ကျပ်ဖို့ပါတီတဲကိုဝင်ရောက်ပါကစစ်မှုထမ်းခွင့်ကင်းလွတ်ခွင့်ရမယ်ဆိုပြီးတော့ပြောဆိုစည်းရုံးနေတယ်လို့သိရပါတယ်။ပြည်မျိုးပေါ်ရက်ကွက်တဲ့ခြေရောက်အုပ်စုတွေမှာကျပ်ဖို့ပါတီရက်ကြီးပါတီဝင်နေတဲ့အုပ်ချုပ်ရေးမှုရာရင်မှုတွေပူးပေါင်းပြီးတော့ရက်ကွက်လိုက်စည်းရုံးရေးပွဲတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ အဲ့ဒီပွဲကိုစစ်ခွေးတွေကပြည်သူတွေကိုဖိအားပေးပြီးတော့တက်ရောက်ခိုင်းနေတာပါစီယုံရေးပွဲမှာကျန်းဖို့ပါတီလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့စစ်ခွေးတွေကပြည်သူတွေကိုမဲပေးဖို့နဲ့ဝေးကောက်ပွဲကိုဝိုင်းဝန်းကူညီကြဖို့သူတို့ကျန်းဖို့ပါတီတွေဝင်ရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီးတော့စီယုံနေတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချက်မှစစ်ခွေးအုပ်စုဟာတရားမဝင်အတုရောင်ဝေးကောက်ပွဲအပိုင်း၁ကိုဒီဇင်ဘာလ28ရက်နေ့မှာတရားနှမြုံနယ်မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီးတော့ပြည်မြို့နယ်လဲပါဝင်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ